ရှောင်းတွေတဲ့ထိုင်ဝမ်ရေလက်ကြားခတစ်ဆင့်မောင်းငင်ခဲ့တဲ့အမေရိကန်ပဲထိန်တုံးကြီးတက်ခက်တဲ့မောတစ်စင်းကိုစောင့်ကြည့်ပြီးတတိပေးဖို့ရေတဲ့နဲ့နေတဲ့အဖွဲ့တွေဆင်းထုတ်ခဲ့တယ်လို့တရုတ်စစ်တပ်ကဧပြီ24ရက်မှာပြောကြားခဲ့ပါတယ်။မဟာမိတ်တိုင်းပြည်တွေကစစ်တဲမောတွေဝင်းရံလိုက်ပါတဲ့အမေရိကန်ရေတဲ့ဟာကလမာတစ်ကြိမ်ခန့်ထိုင်ဝမ်ရေလက်ကြားကဖြတ်တမ်းမောင်းနေနေရှိပါတယ်။တရုတ်နိုင်ငံဟာဒီလအစောပိုင်းကထိုင်ဝမ်ကျွန်းဝင်းကျယ်မှာစီးရဲလက်ကျမှုတွေပြုလုပ်ခဲ့ရာ အမေရိကန်နဲ့မဟာမိတ်တွေကရှုံချမှုတွေပြုလုပ်ခဲ့ပါတယ်။ဧပြီ23ရက်ကထိုင်ဝမ်ရေလက်ကြားကတဆင့်ဖြတ်တန်းသွားတဲ့အမေရိကန်ပဲ့ထင်းဒုံးကြီးတက်ဖြတ်တင်းမောဟာ USS William P. Lawrence ဖြစ်တယ်လို့တရုတ်စစ်တပ်ကပြောပါတယ်။အမေရိကန်ရဲ့မှတ်ချက်ဟာအခြေခံစီးနင်းတွေကိုချိုးဖောက်ပြီးပြည်သူလူထုကိုစိတ်ရှုပ်စေခဲ့တယ်လို့တရုတ်စစ်တပ်က ထုတ်ပြန်ချက်တစ်ခုတွင်ပြောပါတယ်။ပြည်သူလူထုကိုထင်အောင်ထင်မှားဖြစ်စေတာရည်တံမှုနဲ့ ထိုင်ဝမ်ရင်လက်ကြားငင်းချင်းရင်းနဲ့တည်ငြိမ်မှုရှိရေးလက်တွဲလှုပ်ဆောင်မှုကျွန်တော်တို့အမေရိကန်နိုင်ငံကိုတိုက်တွန်းပါတယ်လို့ထုတ်ပြန်ချက်ကဖော်ပြပါတယ်။ဖေဖော်ဝါရီလအတွင်းထိုင်ဝမ်ရင်လက်ကြားကတဆင့်နောက်ဆုံးအကြိမ်ဖြတ်သန်းမောင်းနှင်ခဲ့တာလို့အမေရိကန်ရေတပ်ကကြေညာခဲ့ပါတယ်။စစ်ပွဲဆုံးသက်ရေးသဘောတူညီချက်ရရှိဖို့စစ်ဆက်နှိမ့်နိုင်ရမှာရုရှားနိုင်ငံထက် ယူကရိန်းသမ္မတဇလန်စကီးနဲ့ထိတွေ့ဆက်ဆံရတာပိုခက်ခဲတယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ပြောပါတယ်။ရုရှားနိုင်ငံကစိစက်နေနိုင်ဖို့အဆင်သင့်ရှိနေပြီလို့သူထင်တယ်လို့ဒေါ်နယ်ထရန့်ကဗိုလ်ရုံးနေမှာသတင်းတောက်တွေကိုပြောကြားခဲ့ပါတယ်။ကျွန်တော်တို့ရုရှားနိုင်ငံနဲ့သဘောတူညီချက်တရရပြီလို့ထင်ပါတယ်။ကျွန်တော်တို့ဇလန်စကီးနဲ့သဘောတူညီမှုရရှိအောင်လုပ်ရပါမယ်လို့၎င်းကဆိုပါတယ်။ဇလန်စကီးနဲ့ထိတွေ့ဆက်ဆံရတာလွယ်ကူမယ်လို့ထင်မြင်ပြီးလက်ရှိအချိန်ထိတော့ ဇလန်စကီနဲ့ထိတွေ့ဆက်ဆံရတာခက်ခဲခဲ့တယ်လို့သူကပြောပါတယ်။ယူကရိန်းနိုင်ငံကခရိုင်းမီးယားဒေသကျူးကျော်သိမ်းပိုက်မှုကိုအတိမတ်မပြည့်ဘူးဆိုတဲ့မှတ်ချက်စကားကိုလူမှုကွန်ရက်ပေါ်ရေးသားခဲ့တဲ့ဇလန်စကီကိုဒေါ်နယ်ထရန့်ကအစိုးပိုင်းမှဝေဖန်ခဲ့ပါတယ်။အစိုးပိုင်းမှတ်ချက်ဟာရုရှားနိုင်ငံနဲ့ငြင်းချမ်းရေးဆက်ဆက်နှိမ့်နိုင်မှုတွေမှာအလွန်အနည်းရှိတယ်လို့၎င်းကပြောကြားခဲ့ပါတယ်။အမေရိကန်ဆိုရက ယူကရိန်းတာဝန်ရှိသူတွေထံတင်ပြခဲ့တဲ့ငြိမ်းချမ်းရေးစီစဉ်မှာ ခရိုင်းမီးယားဒေသကိုရုရှားထိန်းချုပ်မှုကိုအမေရိကန်ကအသိမှတ်ပြုမှုနဲ့ယူကရိန်းနိုင်ငံကနေတိုးဖွဲ့ဝင်မဖြစ်ရေးဂရိကဝတ်တစ်ခုပါဝင်တယ်လို့အမေရိကန်သတင်းဌာနအစီအိုစ်ကဖော်ပြပါရယ်ဒေါ်နယ်ထရန့်ရဲ့အဆိုပြုချက်ဟာဇလန်စကီးရဲ့လျော်ချက်တွေလိုအပ်မှဖြစ်ပြီးအဆိုပါအဆိုပြုချက်ဟာရုရှားကိုအနုံပတ်လိုက်တယ်လို့ယူကရိန်းအစိုးရကရှုမြင်တယ်လို့သတင်းကဆိုပါရယ် ထိုင်းနိုင်ငံမှာ73နှစ်ကြာလုပ်ငန်းလည်ပတ်ခဲ့တဲ့အစားအသဝင်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ဖူပန်နာဟာ၎င်းရဲ့ရေရှည်မှာပြွာနဲ့လက်ရှိဈေးကွက်အခြေအနေတွေမကိုက်ညီတော့ဘူးလို့ဆိုပြီးအင်ပရနဆတ်3ရက်နေ့ကစတင်ကဝင်ဆောင်မှုအားလုံးကိုရပ်ဆိုင်းလိုက်တယ်လို့သိရပါတယ်။ဖူပန်နာအနေနဲ့ပြီးခဲ့တဲ့2019ခုနှစ်ကနေ2023ခုနှစ်ထိ9နှစ်တန်ကာလမှာနှစ်စဉ်အရှုံးပေါ်ခဲ့ပြီးထိုင်းဘတ်ငွေ399တန်းထိအရှုံးပေါ်ခဲ့တယ်လို့သိရပါတယ်။ ဒါအပြင်ပြီးခဲ့တဲ့2021ခုနှစ်အတွင်းကလည်းထိုင်းဒီမိုကရေစီအရေးဆန္ဒပြခဲ့တဲ့ဖူပန်နာအလို့သမားတူဘူးအလို့ဖြုတ်ခဲ့တဲ့ဖြစ်စဉ်မှာထိုင်းနိုင်ငံသားတွေရဲ့ဝေဖန်မှုများစွာခံခဲ့ရပြီးအဆိုပါချင်းကဖူပန်နာအပလီကေးရှင်းအသုံးပြုသူနှစ်တန်းခန့်ထိရောကျခဲ့ကြောင်းလည်းသိရပါဗျ။ကျွန်ုပ်တို့၏ခီးစဉ်တခြားတွင်ကျွန်ုပ်တို့သည်ဂုဏ်ယူစွာဖြင့်စီးပွားရေးကိုလုတ်ကင်ခဲ့ပြီးထိုင်းနိုင်ငံရှိအသုံးပြုသူများအလုံးထံသို့အော်ရာတိုင်းမှတဆင့် ျော်ရွှင်မှုပေါ်ပါပို့ဆောင်ပေးခဲ့သည်လို့ကုမ္ပဏီကနှုတ်ဆက်စကားပြောဆိုခဲ့ပါတယ်။ဖူဗန်နာဟာ delivery hero လောက်ရှိလုပ်ငန်းတစ်ခုဖြစ်ပြီးနိုင်ငံရဲ့2012ခုနှစ်မှာဖူဗန်နာ Thailand ကုမ္ပဏီဖြစ်ထိုင်းနိုင်ငံမှာလုပ်ငန်းစတင်ခဲ့ပြီး2019ခုနှစ်ဇူလိုင်မှာ delivery hero Thailand ဆိုပြီးအမည်ပြောင်းလဲခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာ delivery hero ကုမ္ပဏီအနေနဲ့အခြားအာရှပစိဖိတ်ဈေးကွက်မှာပုံမူအယုံဆိုင်ကလုတ်ကင်မှာဖြစ်ပြီး ထိုင်းနိုင်ငံအခြေစိုက်အဖွဲ့ကအစိုးရဒေသတွေရှိအယောင်မြင့်တင်ရင်းနဲ့လူ့အရင်းမြစ်လုပ်ငန်းစဉ်တွေကိုပုံမှန်အတိုင်းဆက်နက်လုဆောင်သွားမယ်လို့လည်းသိရပါဗျ။ထိုင်းနိုင်ငံရှိပြည်နယ်89ခုမှာပထမဆုံးနဲ့တခုလီတော့ပို့ဆောင်ရင်ဝန်ဆောင်မှုဖြစ်တဲ့ဖူပန်နာဟာ Grab နဲ့ Lineman တို့အခြားအစားတောက်ပို့ဆောင်မှုလုပ်ငန်းပြိုင်ဘက်တွေရဲ့ရင်းထန်တဲ့ရှင်ပြိုင်မှုတွေကြောင့်ရုန်းကန်ခဲ့ရပြီးအခုအခါဈေးကွက်ဝေစုတွေပေးကထွက်ခွာခဲ့ရပြီဖြစ်တယ်လို့ထိုင်းသတင်းမီဒီယာတွေမှာဖော်ပြပါဗျ။